Google သူတို့ search engine တွေကို AI chatbot တွေပို့ပြီးတော့နည်းနည်းချင်းချင်းထည့်လို့မယ်ဆိုတဲ့သတင်းကအခုတော်တော်လေးပြတ်နေတယ်နော်။อืมဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ပြောင်းလဲလို့ပြောရမယ်။ဒီနေ့ဒီအကြောင်းလေးကိုနည်းနည်းဆွေးနွေးကြည့်အောင်။အဲဒီ online search လောကကြီးဘလို့တွေပြောင်းပါနိုင်မလဲ။ဘာလို့ data ကရေးချိတာလဲဆိုတာကိုပေါ့နော်။ကျွန်တော်တို့ရထားတဲ့သတင်းချက်လက်လေးတွေပေါ်အခြေခံပြီးတုံးသက်ကြည့်ကြရပါတော့။ဟုတ်ကဲ့။ ဒါ Google အတွက် တကယ်လို့အရေးပါတဲ့ခြေလမ်းမှာခင်ဗျာဘာလို့လဲဆိုတော့သူရဲ့အဓိကပိုက်ဆံဝင်လမ်းကြောင်းက search ရုံရတွေကနေလာတာကိုအခုနောက်ပိုင်း ChatGPT တို့လို ပြိုင်ွက်တွေကလည်းတော်တော်လေးအရှိန်နဲ့တက်လာတော့အဲ့ဒါကိုတုံ့ပြန်ဟိုလိုလာပြီလေဆိုတော့မပြောင်းလို့မဖြစ်တော့တဲ့အနေအထားဖြစ်နေတာပေါ့ဟုတ်တယ်နော်အမေရိကန်မှာဆိုရင် AI mode ဆိုပြီး um စတင်လိုက်ပြီလို့တောင်ကြားတယ်ဒီစနစ်ကတုံးတဲ့သူတွေကပိုရှေရှေပိုရှုံရှုံထွေးထွေးမိကုန်းဒီမေးနိုင်အောင်လုပ်ပေးမယ်ဆိုလား ကျွမ်းကျင်သူတယောက်နဲ့တိုက်ရိုက်စကားပြောနေရသလိုမျိုးခံစားရအောင် လုပ်မယ်လို့ဆိုရဲအဲ့ဒါဘလို့အလုပ်လုပ်မှာပါလိခင်ဗျာ Google ရဲ့ CEO ကိုရိုင်းစန္ဒာပီချိုင်ပြောတာကတော့သူတို့ရဲ့အဓိက AI model Gemini ကို search တဲ့ပေါင်းထည့်လိုက်တာဟာ AI လောကအတွက်အဆင့်သစ်တစ်ခုကိုတက်လန်းလိုက်တာပဲလို့ဆိုပါတယ်ဟွန်းနောက်ပြီး CCS Insight ကတူတီတီလီယို Jebby ကလည်းထောက်ပြထားတာရှိရဲ့ ဒီ AI ကြောင့်လည်း30တူတွေ website တွေအများကြီးတည်းတစ်ခုချင်း live ဝင်ကြည့်နေရတဲ့အချိန်တွေတက်တာသွားနိုင်တယ်။ပို့ပြီးတော့နန်းနေတဲ့ရှုပ်ထွေးတဲ့မေဟိုးတွေမေးလာဖို့ဖြစ်လာနိုင်တယ်လို့ तू ကသုံးသပ်တယ်ခင်ဗျ။အင်းဟုတ်။ဒါပေမဲ့အရင်က Google Search မှာပြတဲ့ AI overviews လို့ခေါ်တဲ့အချင်းချုပ်အဖြေဒီမှာအမားယွင်းတွေလည်းရှိခဲ့ဘူးတယ်နော်။အဲ့ဒါကိုလည်းထည့်စင်စားအောင်မထင်တဲ့ဟိုဟာသားလို့ဖြစ်သွားတဲ့ဟာရီလေပီဇာပေါ်မှာကော်တုတ်ဖို့အကြံပေးတာတော့လူတွေကြောက်ခဲစားတဲ့တယ်လို့ပြောခဲ့တာတော့လို့မျိုးပေါ့ ဟာဟာဟုတ်ပါအဲ့ဒါတွေကတကယ်ဖြစ်ခဲ့တာတွေပါ Google ဘက်ကတော့ဒါတွေကတိတ်ဖြစ်လေဖြစ်မရှိပါဘူးအယားရှားပါတယ်လို့တော့ပြောတာပေါ့အခုဆို AI overviews ကိုတလမှာလူပေါင်း1.5 billion လောက်သုံးနေပြီတဲ့အမေရိကန်နဲ့အိန္ဒိယလိုနိုင်ငံကြီးတွေမှာဆို မေးခွန်းမေးတဲ့နှုန်းက10%ကျော်လောက်တက်လာတယ်လို့လည်းဆိုပါတယ်ဒါပေမဲ့အဲ့ဒီအမားကြီးရဲ့တက်ရောက်မှုကတော့ရှိနေတော့မယ်လို့ပြောရမှာပေါ့ဟုတ်ကဲ့စီးပွားရေးပတ်ကကြည့်ရင်တော့ဘယ်လိုရှိနိုင်မလဲရှင် AI ကအဖြစ်တွေကိုပုံမြမြန်ပေးနိုင်တော့အရင်လိုကြော်ညာ links တွေကို click လုပ်ပြီးဝင်ကြည့်တာမျိုးတွေနေတော့နိုင်တယ်ဆိုတဲ့အချက်ကရောအဲ့ဒါကဖြစ်နိုင်လားအဲ့ဒါကတကယ်အထူးကစဉ်းစားရမယ်အချက်ပဲခမရ Epistrophe Capital Research က Corey Johnson ထောက်ပြတယ်လို့ပေါ့အဖြစ်ကို search page မှာတင်တမ်းပြရသွားရင်ကြော်ညာ link တွေကို click လုပ်ခဲ့ရကကြတော့နိုင်တယ်ဆိုတော့ဒါက Google ရဲ့ကြော်ညာဝင်ငွေကိုတိုက်ရိုက်ထိခိုက်လာနိုင်တာပေါ့ဒါပြင်မမေဖို့က ဆက်ချလုံရမှာသူတို့ကမတ္တာရီတို့ဖြစ်နေတယ်ဆိုပြီးအမေရိကန်တရားရေးဌာနလည်းရင်ဆိုင်နေရတဲ့တရားဥပဒေကြောင်းရာစင်ခေါ်မှုလည်းရှိနေတော့မယ်လေ။ Hmm ဆိုတော့ Google အနေနဲ့တုံးဆွမ်းသူတွေပို့အစဉ်ပြေအောင်ပို့မြန်အောင်လုပ်ပေးရင်းနဲ့တစ်ဖက်မှာလည်းသူတို့ရဲ့အဓိကဝင်ငွေကိုမထိခိုက်အောင်ဘလို့ဟန့်ချက်ညီအောင်လုပ်မလဲဆိုတဲ့အမ်အခက်ခဲကြီးစင်ခေါ်မှုကြီးရှိနေတယ်လို့ပြောရမှာပေါ့လို့။တိတိကျကျပါပဲခင်ဗျ။အဲ့ဒီအချက်ကအရေးကြီးဆုံးပဲ Google Search ဆိုတာကကျွန်တော်တို့သတင်းအချက်အလက်ရယူသုံးစရတဲ့ပုံစံကို တကော်လေးလွှမ်းမိုးထားတာလေအခုဒီ AI ကိုပေါင်းစပ်လိုက်တဲ့အခါသတင်းရှာဖွေခြင်းရဲ့အနာဂတ်ကဘလို့ပုံစံဖြစ်လာမလဲဆိုတာကတခဲကိုအရေးကြီးတဲ့မေကုံးဖြစ်လာနေပြီဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုအဆုံးမှာတော့စဉ်းစားစရာလေးတခုပေးခဲ့ခြင်းပါတယ် AI ကရှာဖွေမှုကိုပုံမြန်ဆန်းလွယ်ကူစေနိုင်တဲ့ဆိုတာတော့ဟုတ်ပါတယ် ဒါပေမဲ့အဲဒီကနေရလာတဲ့အချက်လက်တွေရဲ့အရေးအသွေးမှန်ကန်မှုယုံကြည်စိတ်ချရမှုဒါတွေကိုဘလို့အာမခံချက်ပြီးနိုင်မလဲဒါဟာသုံးဆွဲသူတွေအတွက်ရောကုကကိုတိုင်းရဲ့တွတ်ပါဆက်ပြီးတော့အပြေရှားနေရမယ့်အကြောင်းအရာတစ်ခုဖြစ်နေဦးမှတ်သေးချပါရဲ့ရှင်